ဒီဒီမြို့နယ်အတွင်းဥမာပသိမ်မြို့နယ်ပေါ့နော်ပသိမ်မြို့နယ်လို့ပြောလို့ရှိရင်ပသိမ်မြို့နယ်မှာရှိတဲ့မဲယုံတွေအကုန်လုံးရဲ့ပုံစံ16တွေအကုန်ပေါင်းချင်းကိုပုံစံ16မှာစုပြီးတော့မှဟိုဖြည့်သွင်းရမှာဖြစ်ပါရှင့်အဲ့ပုံစံ16မှာမှဟိုဟာပေါ့ကိုယ်စလဲလောင်းတွေအကုန်လုံးကဥမာအမျိုးသားလွတ်တော်ဆိုလဲအမျိုးသားလွတ်တော်ပြည်သူလွတ်တော်ပေါ့နော်တက်ဆိုင်ရာကိုယ်စလဲလောင်းတွေကအဲ့ပုံစံ16မှာရွေးကောက်ပွဲပြီးတဲ့အချိန်မှာကျမတို့လက်မှတ်သွားထိုးရမှာဖြစ်ပါရှင့်ဒီအဖြေတွေကိုဟိုဒါကျမတို့ ဟိုအတီးပြုတ်ပါတယ်လက်တင်ခံပါတယ်မှန်ကန်ချောင်းကိုကျွန်တော်တို့လက်မှတ်ရေးထိုးပြီးရင်အဲနောက်ပိုင်းတော့ငင်းပွားလို့မရပါဘူးရှင်။နော်အဲ့ဒါလေးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကအဲဒီဒီ Viber group ထဲမှာပေါ့နော်တက်ဆိုင်ရနော်တစ်ချိန်ကျရင်တော့ကျွန်တော်တို့ဒီရက်60အတွင်းမှာလဲလေဟိုမဲယုံစောင့်တင်တန်းလဲကျွန်တော်အဲပေးရမှာဖြစ်ပါတယ်ရှင်အဲ့ဒါကတော့ကျွန်တော်တို့ပါတီကနေတိုက်ရိုက်မပေးတော့ဘဲနဲ့ကိုစလေလောင်းနေကနေပြီးတော့မှာကိုကိုမဲဆန္ဒနယ်မှာဝိုင်းကူညီကြတဲ့နော်ကိုစလေလောင်းဟိုနေစုပြီးတော့မှာကိုမဲဆန္ဒနယ်မှာဝိုင်းကူညီကြတဲ့ အဲပါတီမှုဆောင်နေပါတီဝင်နေပြီးလို့ရှင် volunteer တွေပြန်ပြီးတော့မှကျွန်တော်တို့မဲယုံဆောင်တင်တန်းပြန်ပေးရမှာဖြစ်ပါချင်းအဲ့ဒါလေးသီးသန့်ကျွန်တော်တို့ဒီလို power point နဲ့လုပ်ပေးပါမယ်လုပ်ပေးလိုက်ပြီးလို့ရှင်ကျွန်တော်တို့ကကိုယ်စလဲလောင်းတွေကိုကျွန်တော်တို့က zoom နဲ့ဖြစ်ဖြစ်ကျွန်တော်တို့တင်လိုက်မယ်ပေါ့နော်အဲ့လိုပို့ချလိုက်မယ်ပို့ချလိုက်ပြီးလို့ရှင်ကိုယ်စလဲလောင်းတွေကနေပြီးတော့မှကိုယ်ကိုယ်ကိုကူညီမဲ့ volunteer group ကိုကျမတို့ကမဲယုံဆောင်တင်တန်းဆိုပြီးတော့ကျမတို့ပေးရမှာဖြစ်ပါလိမ့်ရှင်။အဲမှာတော့ကျမရိုးရိုးရှင်းရှင်းလေးပဲကျမ ဆောင်ရွက်ပေးပါမယ်မဲယုံမခွင့်ခင်ဘဏ္ဍာရီရောက်သွားမယ်မဲယုံမခွင့်ခင်ဘာတွေကိုစောင့်ကြည့်ရမလဲပြီးမဲယုံတဏီကုန်မဲပေးတဲ့အချိန်မှာဘာကိုစောင့်ကြည့်ရမလဲပြီးမဲယုံပိတ်တဲ့အချိန်မှာဘာကိုစောင့်ကြည့်ရမလဲစသဖြင့်ပေါ့နော်ကျွန်မလိုရင်းတူရှင်းနဲ့လော်လွယ်ကူကူပဲတင်လို့ရအောင်ပေါ့နော်ဘယ်သူပဲဖြစ်ဖြစ်နားလည်လို့ရအောင်ကျွန်မအဲ့ဒါလေးမဲယုံစောင့်တင်နန်းတော့အခုချိန်ပေးလို့မရသေးပါဘူးရှင်ဟိုအခုချိန်ပိအဲ၃ရက်တော့ကတော့ကြာသွားလို့ရှင့်လေဟိုဇေယိတ်တွေလက်တက်မှာဆိုလို့ပါရှင့်။ညာဆိုတော့ နောက်တစ်ခွာကျတော့ကိုယ်စလဲတွေဝက်တင်ပေးတာနဲ့လည်းမလုံလောက်ဖ ೇನೆ ကိုယ်စလဲတွေကကိုယ့်အကူအညီမဲ့ volunteer တွေပြန်တင်ရမှာဖြစ်ပါတယ်မဲယုံစောင့်တင်မှာဟုတ်เนาะအဲ့ဒါကြောင့်မလို့အဲ့အဲ့မဲယုံစောင့်နေရနေပြီးတော့မှမဲယုံစောင့်ပြီးလို့ရှင် ခုနပုံစံ16ကိုမှန်မှန်ကန်ကန်ရေးသွင်းရမယ်ပြီးလို့ရှင်ပုံစံ16ကိုမှန်မှန်ကန်ကန်ရေးသွင်းဖို့ပေါ့နော်အဲ့ဒါလေးတွေအရေးကြီးပါတယ်ရှင်နောက်နံပါတ်၈ကတော့သတင်းချက်လက်နဲ့သတင်းမီဒီယာဆက်ဆံရေးကော်မတီပါရှင့် အဲ့ဒါကတော့ကျမတို့ဘာလို့မဆိုပေါ့နော်ဒီကင်မရာနဲ့ရိုက်တယ်ဒီဒီဖုန်းကင်မရာနဲ့ရိုက်တယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဆိုရှယ်မီဒီယာမှာတင်တယ်ပေါ့နော်တော့အဲ့ဒါတွေကိုလည်းတင်မှာတော့သက်ဆိုင်ရာတင်မှာပြီးလို့ရှိရင်ကျမတို့ဘဟုကိုလည်းပေးပါရှင့်ဘဟုကိုလည်းပေးပြီးလို့ရှိရင်ကျမတို့ကတော့ဒါ AIW တိုင်းဒေသကြီးမှာဘယ်မြို့နယ်ဘယ်မဲဆန္ဒနယ်မှာအဲကိုကိုစလဲလောင်းနေနဲ့ကျမတို့ပြည်သူ့ရှေ့ဆောင်ပါတီကဒီအောင်နိုင်ရေးဆောင်ရွက်နေတာဆိုပြီးတော့မှကျမတို့ကအဲ့ဒါလေးတွေကျမတို့ဘဟုရဲ့ page မှာတင်ပေးမှာဖြစ်ပါလိမ့်ရှင့် ကျောင်းလုံခြုံရေးနဲ့ပြိပက္ခဖြည့်ရှင်ညှိနှိုင်းရေးစက်ကောင်တည်ပါရှင်။အလုံခြုံရေးလည်းအရေးကြီးပါတယ်။ကိုယ့်အလုပ်ကိုလုပ်နေကြတဲ့လူလည်းရှိတယ်လို့လုံခြုံရေးဥမာထားပါတော့10ယောက်ဖွဲ့သွားမယ်ဆိုရင်3ယောက်လောက်ကိုလုံခြုံရေးတာဝန်ပေးသူတို့ဘာမှမလုပ်နဲ့။လုံခြုံရေးပေါ့နော်ဟိုဟိုကြည့်ဒီကြည့်ပေါ့ကျမတို့ကနားမလည်ဘူးလုံခြုံရေး။ဆိုလို့ရှိရင်ဒါပါတော့ကိုယ့်ကိုယ့်အနီးအနားမှာအန်ဒီရရှိတာပါရှိနိုင်လဲစသဖြင့်ပေါ့နော်။ဒါလေးတွေစောင့်ကြည့်3ယောက်ကဂျန်နဲ့9ယောက်ကတော့ဒီအောင်နိုင်ရေးအလုပ်ကိုလုပ်တာမျိုးပေါ့နော်။အဲ့လိုတီးတီးကြလေး အတိကြလေးဟိုလုံခြုံရေးတာဝန်ပေးသင့်ပါတယ်။နောက်ပြိပခဆိုတာကတော့အပြည်သူလူထုနဲ့ပဲဖြစ်ဖြစ်စသဖြင့်ပေါ့နော်။ဟိုကိုကိုတကယ်ကိုတမင်တကာရန်ရှာလာတဲ့သူပဲဖြစ်ဖြစ်ကိုပါတီကိုမကြိုက်နှစ်သက်တဲ့သူပဲဖြစ်ဖြစ်သို့မဟုတ်တခြားပါတီရဲ့ထောက်ခံသူကနေကိုကိုရန်ဆလာတာပဲဖြစ်ဖြစ်စသဖြင့်ပေါ့နော်။ဒါဒီမဖြစ်အောင်တားဆီးနိုင်ဖို့လို့အတွက်ပေါ့နော်။ဟိုဖြစ်ဖြစ်ချင်းမှတိပြီးတော့မှဟိုပြည်ပြည်လည်လည်နဲ့ဖြည့်ရှင်းပေးနိုင်ဖို့ပေါ့နော်။အဲ့ဒါလေးလည်းအရေးကြီးပါတယ်ရှင့်။အဲ့ဒါကတော့ကျွန်တော်တို့ဟိုဟာပေါ့ ော်မတီ9ရက်ဖွဲ့စည်းပြီးတော့မှဆောင်ရွက်ကြပါလို့ကျွန်မကဒါစနစ်လေးချပေးတာပေါ့နော်ဒါဘယ်သူကဘယ်နေရာမှာပါမယ်ဘလို့တာဝန်ယူမယ်အတော့ကိုယ့်ဟာကိုယ်ဆွေးနွေးပါရှင်အဲအဲ့ဒါဆိုတော့ဒီမှာ6ဖွဲ့ရှိရမှာပေါ့ရှင်ဒီအမျိုးသားလွတ်တော် FPTP က6ဦးဆိုတော့လေဆိုလို့ရှိရင်6ဖွဲ့ရှိရပါမယ်ကျွန်မတို့ရန်ကုန်မှာလည်း6ဖွဲ့ရှိပါတယ်ကျွန်မဆိုနံပါတ်1အဲကျမတို့ဒူဥက္ကဋ္ဌဦးစောဟန်ဒူဥက္ကဋ္ဌနှစ်ပေါ့နော်ဦးစောဟန်အေးကမဲဆန္ဒနဲ့တင့်သို့တော်လဲဦးစောဟန်အေးကရန်ကုန်တိုင်းရဲ့ ဟိုတဲ့မမွန်လို့ပေါ့နော်ရန်ကုန်တိုင်းရဲ့တာဝန်ခံဖြစ်တော့ तू ကဒီမဲဆန္ဒနဲ့9တွေရော6တွေရော4တွေရော3တွေရောအကုန်လုံး तू အဲ့လိုတရက်ချင်းစီအစည်းအဝေးခေါ်ပြီးတော့မှတရက်ချင်းစီအစည်းအဝေးခေါ်ပြီးတော့မှဒါလေးတွေအတိုင်းပဲစုဖွဲ့ပြီးတော့မှဟိုတယောက်နဲ့တယောက်ဟိုတီးမွားရအောင်ပေါ့နော်။နောက်ထီထီရောက်ရောက်နဲ့ပုံကြစိတ်အနည်းဆုံးနဲ့ပြဿနာအနည်းဆုံးနဲ့နောက်ထီထီရောက်ရောက်ကျွန်တော်တို့အောင်နိုင်ရေးဆောင်ရွက်နိုင်အောင်ဖြစ်ပါလိမ့်ရှင်။